မင်္ဂလာပါရှင်ပြည်သူရေဒီယိုစာမအစီအစဉ်မှာကြိုဆိုပါရရှင်ဒီအစီအစဉ်မှာအတွေးခေါ်ဖော်ပြတိုးတက်စေမယ့်ပူတူတာများနှလုံးသားဖော်ပြစေမယ့်ယသစာပေများဖြင့်နိုင်ငံရေးပညာရေးလူမှုရေးစီးပွားရေးဆိုင်ရာစာမများကိုလည်းပြည်သူရေဒီယို People's Radio မြန်မာရဲ့အဖွဲ့သားများမှအပတ်စဉ်စနေနေ့တနင်္ဂနွေနေ့တွေမှာဖတ်ကြားထုတ်လွှင့်သွားမှာဖြစ်ပါရရှင် မင်္ဂလာပါကျွန်တော်ကတော့ DVB မှာရေးသားဖော်ပြခဲ့ပြီးဖြစ်တယ်။ဆောင်းမရှင်ညိုသူရဲ့လေချောင်းအေးတာမှုကိုဥနိုင်ခြင်းဆိုတဲ့ဆောင်းမကိုဖတ်ကြားတင်ဆက်ပေးမယ်ကျော်နေဦးပဲဖြစ်ပါတယ်။ဒုတိယကဘာစစ်မစတင်ကခေတ်သစ်ရေးအယူအဆများမှာလေချောင်းအေးတာမှုကစစ်ပွဲအောင်မြင်ရန်မရှိမဲ့အရေးပါသောလိုအပ်ချက်တရက်အဖြစ် နိုင်ငံအများစုက လက်ခံသုံးစွဲကြပါတယ်။လက်တွေ့ဖြစ်ရတွေမှာလည်း လေကြောင်းဆွမ်းရင်ကြောင့်စစ်ပွဲကိုထိခိုက်ဆုံးရှုံးမှုအ ਨੇ ဆုံးအနေအထားနဲ့အောင်မြင်ခဲ့တဲ့ဖြစ်ရပ်များစွာရှိပါတယ်။ American Iraq စစ်ပွဲတွင် Iraq Israel စစ်ပွဲတွေဟာလေကြောင်းဆွမ်းအားကစစ်ပွဲအောင်မြင်ရေးအပေါ်အဆုံးဖြတ်ပေးနိုင်ခဲ့တဲ့နမူနာစစ်ပွဲကြီးတွေဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ခေတ်ကမ္ဘာနိုင်ငံအသီးသီးကကာကွယ်ရေးနဲ့လုံခြုံရေးကဏ္ဍတွေအတွက်လေကြောင်းဆွမ်းအားကိုတူထန့်ကအပြိုင်အဆိုင်မြင့်တင်နေကြခြင်းဖြစ်ပါတယ်။ တဖက်မှာလည်းစံကျင်ပန်းနိုင်ငံတွေအချင်းချင်းလေချောင်းရံကာွယ်ရေးကဏ္ဍတွေကို အပြိုင်အဆိုင်တိုးမြင့်နေကြရပါတယ်။တဖက်ရန်သူရဲ့လေချောင်းအရေးတာမှုကိုဥနိုင်ဖို့ဖြူဟာအမျိုးမျိုးလက်နက်အမျိုးမျိုးကိုစံစီထုတ်လုပ်နေကြပါတယ်။လေချောင်းစွမ်းအားအရေးတာမှုဟာစစ်ပွဲအောင်နိုင်ရေးအတွက် အလွန်အရေးကြီးသည့်မှန်တော်လေ။အဆုံးသတ်အောင်ပွဲရယူဖို့အတွက်ယာနှုံးပြည့်စွမ်းဆောင်နိုင်တာကတော့မဟုတ်ပါဘူး။ စစ်ပွဲဖြစ်ပွားရာနေမြေမှာရှိတဲ့လူများစုရဲ့ကူညီထောက်ပံ့မှုကိုမရရှိတဲ့ဗီယက်နမ်စစ်ပွဲ၊အာဖဂန်စစ်ပွဲစတဲ့စစ်ပွဲတွေမှာကမ္ဘာလေကြောင်းစွာအကြီးမားဆုံးဖြစ်တဲ့အမေရိကန်နိုင်ငံဟာစစ်ပွဲကိုအနိုင်မြူနိုင်ခဲ့ပါဘူး။မြန်မာပြည်သူတို့ရဲ့ຫນွေဦးတော်လှန်ရေးမှာလည်းနိုင်ငံအတွင်းလေကြောင်းအရေးတာမှုစွန့်ရည်အမြင့်ဆုံးမှာရှိတဲ့အာနာလုစစ်အုပ်စုတပ်တွေဟာမြန်မာပြည်အနှံ့ကစစ်မြေပြင်တွေမှာစစ်ရေးရှုံးနိမ့်နေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့တော်လိုင်းရေးတက်ဖွဲ့တွေအနေနဲ့စစ်အုပ်စုကိုအလဲထိုးချိန်မုံနိုင်မှုအတွက်အထီးကအ ਨੇ ဆုံးနဲ့အောင်မြင်မှုများရဖို့အတွက် ရန်သူစစ်အုပ်စုရဲ့လေချောင်းစွမ်းအားကိုရတဲ့အနေနဲ့ဥနှိမ်နိုင်ရမှာဖြစ်ပါတယ်။2025ခုနှစ်ဇွန်လ10ရက်နေ့က ပလဲမျိုးနဲ့ကန်တောင်ရွာတိုက်ပွဲမှာတော်လန်ရစ်တပ်တွေပစ်ချနိုင်ခဲ့တဲ့စစ်အုပ်စုရဲ့ F7M အမျိုးအစားဂျက်တိုက်လေယာဉ်တစ်စီးအပါအဝင်2020ပြည့်နှစ်မှာ2025ခုနှစ်အထိ9နှစ်အတွင်းစစ်အုပ်စုရဲ့စစ်လေယာဉ်ပျက်စီးမှုတွေဟာ15ဆင်းခန့်ရှိပြီး ဖြစ်ပါတယ်အဲ့ဒီအရေးအတွက်ရဲ့သုံးမုံတပုံကန့်ဟာတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့ခြင်းဖြစ်ပါတယ်။ နွေဥဒေါ်လာရေးဟာဗီယက်နမ်စပွဲအာဖဂန်စပွဲတွေလိုပြည်သူလူထုထောက်ပံ့မှုကိုရယူထားပြီးပျောက်ကြားစစ်မဟာဗျူဟာကို အခြေခံတဲ့စစ်ပွဲဖြစ်တာကြောင့်ဆေအိုစုအနေနဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကို လေကြောင်းမှတဆင်အထင်းနာအောင်တိုက်ခိုက်ဖို့မလွယ်ကူလာပါဘူး။ဒါပေမဲ့ဆေအိုစုဟာသူတို့ရဲ့အာဏာတည်မြဲရေးအတွက်အပြစ်မဲ့ပြည်သူတွေကလေးငယ်တွေကိုပင်မရှောင်မဲဘုံကျဲတပ်ဖြတ်နေပါလေ။ဆေအိုစုရဲ့လေကြောင်းတိုက်ခိုက်မှုကနေ့ ပြည်သူလူထုကိုရနိုင်သမျှတာစီကာကွယ်ကြရမှာဖြစ်ပါတယ်။လေကြောင်းရန်ကာကွယ်ရေးအတွက်နီလန်းတွေကိုလည်းအလေးနက်ထားဖော်တုပ်လုပ်ကင်ကြဖို့လိုအပ်လှပါတယ်။အလားတူစေအုပ်စုရဲ့လေကြောင်းစစ်စင်ရေးကိုတံပြန်တိုက်ခိုက်နိုင်ဖို့လည်းမဖြစ်မနေအားထုတ်ကြရမယ့်အချိန်ရောက်ရှိနေပြီဖြစ်ပါတယ်။စေအုပ်စုရဲ့လေကြောင်းစစ်စင်ရေးတွေဟာအဓိကအားဖြင့်အမျိုးအစားသုံးမျိုးရှိပါတယ်။တိုက်ပွဲအတွင်းအနီးကပ်လေကြောင်းပစ်ကူပေးခြင်း ၎င်းတို့အားလက်မခံလို့သောအယတအများကိုဘုံကျဲတဖြတ်ခြင်းနေပြူအားဆိုင်ရာ တက်ခဲရန်ရိတ်ခါများတက်ယူရွှေ့ပြောင်းခြင်းတို့ဖြစ်ပါတယ်တပ်ခွဲအတွင်းလေချောင်းတိုက်ခိုက်မှုတွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေအနေနဲ့နေပြူဟာမြောက်တုံ့ပြန်ကာကွယ်နိုင်စွမ်းအထက်အလျောက်ရှိနေပြီဖြစ်ပါတယ်အလာဒူစစ်တနက်ကြီးတွေအတုံးပြုပြီးရန်သူရဲ့လေချောင်းစွာကိုကန့်သက်ထိန်ချုပ်ခြင်းရန်သူလေရင်တွေကိုချိန်မုံချင်းတွေလဲလှုပ်ဆိုင်နိုင်ပြီဖြစ်ပါတယ် ယန္တုလရင်တွေကိုလေပေါ်မှာရောမြေပြင်မှာပါစွမ်းအားအပြည့်ဖြည့်ဆည်းနိုင်ဖို့အတွက်လက်နက်တွေရရှိဖို့နဲ့ဗျူဟာတွေကိုလည်းအချိန်နဲ့အမျှစူးစမ်းကြံစည်နေကြရမှာဖြစ်ပါတယ်။ဒုမာတာယန္တုရဲ့အာသာချက်ကို အပြည့်အဝရိုက်ချိုးနိုင်မှာဖြစ်ပါတယ်။ထို့အတူယန္တုစအုပ်စုရဲ့အယတများအပေါ်လေချောင်းတိုက်ခိုက်မှုများလေချောင်းအတုံးပြုတ်ပို့ဆောင်ရေးများကိုလည်းတိုက်ခိုက်နိုင်ဖို့စူးစမ်းအထောက်ကြရမှာဖြစ်ပါတယ်။ ဆေယုစုလင်းရင်တွေရဲ့ပြန်သက်မှုအမြင့်ပေအလိုက်လမ်းကြောင်းတွေမှာစောင်းဆိုင်ကခြုံခိုးတိုက်ခတ်ခြင်းလင်းရင်ခွင်တွေမှာစီးနှင်းဖျက်ဆီးခြင်းလုပ်ငန်းတွေကိုလည်းတော်လရေးတပ်ဖွဲ့တွေအနေနဲ့အကောင့်ထယ်ပေါ်နိုင်မှာကရန်သူရဲ့လေချောင်းအေးတာမှုကိုများစွာဦးနှိမ်နိုင်မှာဖြစ်ပါတယ်။ ထို့သောရန်သူရဲ့အားထားရာ လေချောင်းစွမ်းအားကိုကန့်သက်ထိန်ချုပ်နိုင်ရင်နှွေဦးတော်လန်ရေးကာလအတွင်းတော်လန်ရေးတပ်ဖွဲ့တွေရော အရသာပြည်သူတွေပါစေအုပ်စုရဲ့လေချောင်းတိုက်ခတ်မှုကြောင့်အသက်ဆုံးရှုံးရမှုကိုများစွာရှော့ချနိုင်မှာဖြစ်ပါတယ်။ အနာလူစစ်အုပ်စုရဲ့လေးချောင်းအရေးတာမှုကိုလေးချောင်းရန်ကာကွယ်ရေးနီလန်းတွင်နဲ့စနစ်တကျအကအခွင့်ယူခြင်းရနိုင်သမျှနီလန်းမျိုးစုံနဲ့တံပြန်တိုက်ခတ်ခြင်းစတဲ့နီလန်းပေါင်းစုံနဲ့ကန့်သက်ထိန်ချုပ်ပြီးဥနှိမ်နိုင်ရင်နှွေဦးတော်လရေးရအောင်မြင်မှုမှာပုံမိုမြန်ဆန်လာမှာဖြစ်ပါတယ်ထိခိုက်ဆုံးရှုံးမှုလည်းများစွာလျှော့ချနိုင်မှာဖြစ်ပါတယ် ဒါကြောင့်အာနာလူဆဲအုပ်စုရဲ့လေးချောင်းအေးတာမှုကိုဗျူဟာမျိုးစုံနဲ့ဥနိုင်ရမယ့်အချိန်ကို ရောက်ရှိနေပြီဖြစ်ပါကြောင်းအလေးနက်နက်ထားတင်ပြလိုက်ရပါတယ်မြန်မာပြည်သူအားလုံးရဲ့မျော်လင့်ရည်မှန်းချက်ကြီးဖြစ်တဲ့ Federal Democracy ပြည်သစ်တည်ထောင်ရေးခရီးမှာတတ်မိုးရှိလာတဲ့လူအသက်များစွာ ဆုံးရှုံးခြင်းမှကင်းဝေးနိုင်ကြပါစေကြောင်းဆန္ဒမွန်နဲ့တင်ဆက်ပေးလိုက်ရပါတယ်။အခုတင်ဆက်ခဲ့တာကတော့ DVB မှာရေးသားဖော်ပြခဲ့ပြီးဖြစ်တဲ့ဆောင်းပါရှင်မြို့သူရဲ့လေချောင်းအေးတာမှုကိုဥနိုင်ခြင်းဆိုတဲ့ဆောင်းပါကိုတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဆောင်းပါရှင်များနဲ့နားဆင်သူမိသားပြည်သူများအားလုံးကိုပြည်သူ့ရေဒီယို Y.T များမှကျေးဇူးထူးတင်ရှိပါတယ်ရှင်။